ါပါရှင်။မေလာ၁၆ရက်တောက်ကြနေရွှေရံကုန်ရဲ့ထူးထူးခြားခြားပြည်ရင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့တဘောဝဘေးနဲ့ပတ်သက်ပြီးထိခိုက်မှုများပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက်ကြိုတင်ဆောင်ရွက်ရန်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှကြားတဲ့သတင်း။ မဟုကာလာရောက်ရှိလာပြီဖြစ်တဲ့အတွက်သဘာဝဘေးနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်အတွင်းထိခိုက်မှုများပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက်ကြိုတင်ဆောင်ရွက်ရန်ပြည်နယ်ဝန်ကြီးချုပ်ကမေလ14ရက်ကရခိုင်ပြည်နယ်အစိုးရအဖွဲ့ယုံအစည်းအဝေးခမ်းမမှာပြုလုပ်ခဲ့တဲ့ဘေးရည်ညံဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်အခုလိုမှာကြားခဲ့ကြောင်းသိရပါဗျာ။ လုပ်ငန်းညှိနှိုင်းစည်းဝေးတွင်ဝန်ကြီးချုပ်ကရခိုင်ပြည်နယ်သဘောဝ BNI ရဲ့ဆန်ရစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်ကော်မတီအလိုက်ဆွေးနွေးပြင်ဆင်မှုများ table.exercise များစက်တိုက်လေ့ကျင့်မှုများလိုအပ်တဲ့ပစ္စည်းများအားသက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ချိတ်ဆက်ပြီးတောင်းခံခြင်းများအသိပညာပိတ်လုပ်ငန်းများနဲ့မိုးလေဝသဆိုင်ရာညွှန်ကြားချက်များကိုကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်းမိမိတို့ဝင်ကြီးဌာနမှအချိန်နဲ့တပြေးညီညွှန်ကြားချက်များကိုပြည်နယ်သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်သက်ဆိုင်ရာဌာနများသို့ညွှန်ကြားချက်များသိရှိအောင်ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းလည်းမှာကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။ဆလတင်စမဲတင်ကတော့ငလျင်ကြောင်ပြည့်စည်ခဲ့တဲ့အင်ဝါမျိုးဟောင်းရှိရှေဟောင်းအစာအုပ်များကိုဦးစားပေးအစဉ်အလိုက်အမြန်ဆုံးဆောင်ရွက်မယ်ဆိုတဲ့တဲ့ မန္တလေးငလျင်ကြီးကျောင်းအင်ဝါမျိုးဟောင်းရှိရှီဟောင်းအစာဦးများပြည့်စည်ကြတဲ့အတွက်ဦးစားပေးအစဉ်အလိုက်အမြဲဆုံးဆောင်ရွက်တော်မှာဖြစ်တယ်လို့သိရပါတယ်။မန္တလေးငလျင်ကြီးကျောင်းအင်ဝါမျိုးဟောင်းရှိရှီဟောင်းအစာဦးများ60ရာခိုင်နှုန်းပြည့်စည်ကြတဲ့အတွက်ရှေးမှုမပြဲပြပြင်းထိန်သိမ်းရေးလုပ်ငန်းများကိုဦးစားပေးအစဉ်အလိုက်အမြဲဆုံးဆောင်ရွက်တော်မှာဖြစ်တယ်လို့ဆိုပါတယ်။ အင်းဝမြို့ဟောင်းတွင်ရှေးဟောင်းအစာအုပ်ပေါင်း962ခုရှိတဲ့အနက်ငလင်ကြောင်600ဝန်းကျင်ခန့်ပြည့်စည်သွားခဲ့ခြင်းဖြစ်ပြီးငလင်မလုံမီ ပြည်ပြင်ထိန်သိမ်းနေတဲ့ရှေးဟောင်းအစာအုပ်များလည်းပြိုကျပြည့်စည်သွားခဲ့ကြောင်းသိရပါတယ်။ယခုအခါမူလအလှူရှင်များကိုကနအိုးဆက်သွယ်ထားပြီးနိုင်ငံတော်ဗန္ဒာငွေဖြင့်ပြည်ပြင်ထိန်သိမ်းနိုင်ရန်လည်းတင်ပြထားကြောင်းသိရပါတယ်ရှင်။ ။ထမန်တင်ဆက်မဲ့တွင်ကတော့ငလျင်တန်သိန်းအင်းလေးဒေသမှအိမ်တော်စုများအတွက်ထောက်ပံ့ငွေနဲ့စာနယ်ရိက္ခာများပေးဝေးတဲ့တွင်မန္တလေးငလင်ကြီးတန်းတဲ့ရှမ်းပြည်နယ်အင်းလေးဒေသရှိအင်အားစုဝင်များအတွက်ထောက်ပံ့ငွေနဲ့စားနပ်ရိက္ခာများကိုမြန်မာနိုင်ငံကြက်ချိန်ရဲ့အသည်းမှမေလ23ရက်နေ့24ရက်တူကပေးဝေကြောင်းသိရပါတယ်။ညောင်ရွှေမြို့နယ်အင်းလေးကြီးဒေသရှိနန်းသေးအုပ်စုအိုင်တောင်ကြီးရှေးဝါကြီးမြောင်းဝါကြီးကျေးစာကုန်းမြောင်းကျေးစာအောင် ေးစားတောင်းရှေသာရွာမင်းချောင်းလေမင်းချောင်းရှိပွဲစားကုန်းရွာနွားဓမတောင်းခေါင်တိုင်းအင်းပြင်ကြီးရွာလွေအန်ကြီးရွာအုပ်စုအရှိကျောက်တန်းနန်းပံရွာကလုံးမျိုးရှိရက်ွက်၁၁ရက်ွက်နဲ့အောင်ဝမ်းမျိုးရှိရေကျူကြီးရွာရက်ွက်၃ရက်ွက်၄မူကောင်းရွာငန်စုညောင်မင်ထောက်မင်္ဂလာရက်ွက်၁မင်္ဂလာရက်ွက်၂နဲ့ လေယူရူမှငလင်တန်တဲ့အိမ်အောင်စု989စုအားအိမ်အောင်စုတစုလင်းငွေကျ9000စီထောက်ပံ့ပေးရကြောင်းသိရပါရရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပဲခူးမျိုးရင်းဖုံးနဲ့စိုက်ကဲတို့ကိုအုပ်စုဖွဲ့လူရည်နေတဲ့ခိုင်အဖွဲမှအမျိုးသား၃ဦးကိုဖမ်းမိထားတယ်လို့ဆိုတဲ့သတင်း။ ပကိုမျိုးမစင်းစဲမြတီရာရွာတွင်မတင်ကားဝေရလူငယ်တအူးကိုစစ်စစ်ရာကပြည်သူများထံမှဖုံးတဲ့စိုက်ကယ်တို့ကိုအုပ်စုဖွဲ့လူရည်နေတဲ့ခိုင်အဖွဲမှအမျိုးသားနှစ်ဦးကိုပါထပ်မံဖမ်းမိကြောင်းသိရပါဗျာ။ ဖန်ဆီးရမိသူ၃ဦးအနက်ညံလင်းထွန်းဆိုသူအမျိုးသားကိုမေလ7ရက်မွန်လယ်တနားရီတွင်မတင်ကားဘွေရာ တွေ့ရှိတဲ့အတွက်စစ်ဆေးရမှလွန်ခဲ့သောရက်များအတွင်းကမစင်းဆယ်အနီးတွာလာနေကြတဲ့ခြေသူစုံတွဲများထံမှစိုက်ကနဲ့ဖုန်းများလူရဲခဲကြောင်းဝန်ခံခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ပြီးကွင်းဆက်တရက်ခန်းများဖန်ဆီးနိုင်ရေးစာဝါလေးရရှိတယ်လို့သိရပါတယ်ရှင်။ ကျမတို့ရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအချင်းတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါရယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရယ်ရှင်။